စေတနာပါပါပြုလုပ်ခဲ့တဲ့လူကြောင့်လူအများကြီးလေးစားချစ်ခင်ခြင်းရရှိနေတဲ့စကိုင်းကရေခဲကြောင်းတယ်လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space X ကနေပြန်လည်ကြိုဆိုလိုက်ပါရီမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့ငလင်ပေးဆိုကြီးကြောင့်ပြည်သူအပေါင်းဒုက္ခမျိုးစုံကြုံတွေ့ခဲ့ကြရတာပါပြည်တွင်းပြည်ပက စေတနာရှင်လူရှင်ပေါင်းများစွာကလည်းမိမိတို့တက်နိုင်တဲ့ best bound ဆောင်ကနေအလွန်ငယ်တွေကယ်ဆယ်ရေးပစ္စည်းတွေနဲ့အစားအသောက်တွေသုံးဆောင်တွေကိုလူတန်းပေးနေကြပါရီ တတိကြီးနမေကျော်ရီနိုင်ငံကျော်ရီသူတို့ရဲ့ကြော်ကြားတဲ့ပုံရိပ်တွေကြောင့်ပဲအလူဒနာလောက်တာအားပေးတာတွေပုံမလို့ဆောင်နိုင်ကြပါရီအလူဒနာတွေကိုလက်ခံရရှိတဲ့ပြည်သူတွေကလည်းငလင်ကြောင့်ဒုက္ခမျိုးစုံရောက်ရပေမဲ့သူတို့ကိုမင်းသားမင်းသမီးတွေနိုင်ငံကျော်တွေကလာရောက်အားပေးကြလူတန်းကြလို့အတိုင်းတာတစ်ခုထိခွန်အားတွေရရှိခဲ့ကြတာပါ ဒီလိုလာရောက်လူဒန်းကြတဲ့သူတွေကိုဒေသခံဆိုင်တွင်ပြည်သူတွေကလည်းတက်နိုင်တဲ့လောက်ပြန်လဲကူညီပေးလျက်ရှိပါသည်ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ social media မှာလူအများချီချူကြတဲ့စေတနာရှင်လူငယ်လေးတယောက်ရဲ့ bio file လေးပြန်နေလာခဲ့ပါတယ်။ app bio file လေးထဲမှာတော့ငယ်လင်ပေးအတွက်လာလူကြတဲ့မော်တော်ယာဉ်ပေါ်ကလူရှင်တွေကိုရေခဲကြောင်းတဲ့လေးတူကရေခဲတို့တွေဒါနာပြုနေတာပါ ဒီရေခဲချောင်းတယ်လေးကအညာနေပူပူစိုင်ကယ်ဘေးတွေအစုပ်လေးပေါ်မှာရေခဲချောင်းပုံးလေးတင်ပြီးတော့လာသမျှလူတွေကိုရေခဲထုတ်လေးတွေဌာနပြုဝေပေးခဲ့တာပါလူပေးတဲ့နေရာမှာလေသူ့ရဲ့ရေခဲထုတ်လေးတွေကိုကမ်ပိန်းရဲ့လက်အုပ်လေးကြီးကလူတန်းပေးခဲ့တာပါ ဒီဗီယိုလေးကဆိုရှယ်မီဒီယာမှာအရန်ကိုမှပြန့်နေသွားပြီးကြည့်ရှုသူတိုင်းကလို့လို့ရေခဲကြောင်းတယ်လေးရဲ့အလူပေါ်မှာတာရုချင်းချင်းခေါ်ပြီးတော့ချီကျူးနေကြတာပါအစီနာရှင်ညီငယ်လေးကတော့သခိုင်းမျိုးရွှေမင်းဝံရက်ွက်ကဖြစ်ပြီးတော့သူ့နာမည်ကတော့မောင်ဆိုင်စော်ဖြစ်ပါတယ်အသက်29နှစ်ရွယ်ညီငယ်လေးကမိဘနဲ့ဆွေမျိုးတူတူတရားမှမရှိတဲ့တကူတဲ့သမားဖြစ်ပြီးရေခဲတို့ရောင်းချရေးနဲ့အတမွေးသူပါ သူတွေသားတွေလာရောက်လူတန်းတဲ့သူတွေကိုနေပူပူမှရေမပူရအောင်လို့သူရောင်းချတဲ့ရေကဲတို့တွေကိုလူတန်းပေးနေကြတာပါသူနေနဲ့ခုလိုလူတန်းနာ၄ရက်လောက်ရှိပြီလို့ဆိုပါရင်မိုးရွာနေတဲ့အချိန်မှတောင်မှမနာပဲနဲ့သူတက်နိုင်တာလေးတွေကိုတန်းအားပြုရင်ပီတိတွေဖြစ်နေကြတာကိုတွေ့ရပါတယ် သူရဲကဲကြောင်ရောင်းနေရတဲ့ဆိုင်ကယ်ဘေးတွေစုလေးဟာကိုပိုင်မုတ်ဘင်းနဲ့ငှားပြီးတော့ရောင်းရတာလို့သိရပါတယ်။ဒါကြောင့်လဲစေတနာကောင်းလို့နဲ့ညီငယ်လေးရှိုင်းစော်ကိုပြည်သူတွေကအရန်ချစ်ခင်ကြပြီးတော့သူတွေလူတန်းပေးဖို့ပါလှူဆောင်ခဲ့ကြတာပါ။ဒါပေမဲ့ယူသားလုံးနဲ့ညီငယ်လေးကတော့ကေပေးကောင်တာမှမရှိကြောင်းသိရတာပါ။ဒါကြောင့်ရင်းဝတီစင်ရွှေရနာရောင်းဝယ်ရေးကကိုတိုင်းကိုကြတော့ရောက်ပြီးတော့ညီငယ်လေးထံမှာငွေကြေးတွေလူတန်းခဲ့ပါတယ်။ ဒါပေမဲ့သူကတော့သူ့ကိုလူတဲ့ငွေကြေးတွေအကုန်လုံးကိုငလင်ပေးဒုက္ခရောက်သူတွေကိုပြန်နဲ့လူတန်းပေးသွားခဲ့တာပါဒီလိုစိန်အစင်နာကောင်းလွန်လာတဲ့ညီငယ်လေးတွေလုပ်ငန်းရှင်တူကထပ်မံကူညီခဲ့ပြီးဖြစ်ပါတယ်အဲ့ဒါကတော့သူ့ရဲ့စီးပွားရေးအတွက်ရေခဲတုပ်လုပ်တဲ့ဆက်လေးလူတန်းပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်သူ့ရဲ့စီးပွားရေးကိုတိတ်ချလှုပ်ဆောင်နိုင်ပြီဖြစ်တယ်လို့လူတန်းနာလေးတွေလည်းပုံမလို့နိုင်တော့မှာပါ ရှိန်ဆောင်ကတော့သူ့ရဲ့စေတနာကရောင်ပြန်ဟက်ခဲ့ပြီးဖြစ်ပါတယ်။စီရင်နံပါတ်ပြီးတော့ပြေဆောင်လာတဲ့သူတူမဟုတ်ပေမဲ့ကိုကျိုးစည်းဝါမကြည့်ဘဲနဲ့စေတနာတတ်တဲ့လူတန်းခဲ့တဲ့အကျိုးကိုလက်တွေ့ခံစားလိုက်ရတာပါ။အခုလိုမျိုးဘေးဒုက္ခကြုံချိန်မှာအမြဲအစွန်းရဖို့အတွက်ဈေးတွေဆွတင်နေကြတဲ့လောဘသားစီးပွားရေးသမားတွေရှိသလိုရှိန်ဆောင်လိုမျိုးချစ်စရာကောင်းတဲ့စိတ်သက်ပိုင်ရှင်လေးတွေလည်းရှိကြတာဖြစ်ပါတယ်။ပရိသတ်ကြီးအောင်စေရင်စေတနာဖြူစင်လာတဲ့ရေခဲကြောင်တဲ့လေးရှိန်ဆောင်ပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။